င်္ဂလာပါရှင်ကျမကတော့ကြောက်ဝင်လဲမှာကျမခုပြောပြပေးမှာတော့အိုတူရပြီးမှာပါတယ်လုံဖိချားလေးရဲ့အကြောင်းပဲဖြစ်ပါတယ်အဲကျမတို့ဒီစီးပွားရေးလုပ်ငန်းတွေမှာဆိုလို့ရှိရင် investment တွေထပ် ထည့်ဖို့ဖြစ်စီပေါ့နော်ဒီလုပ်ငန်းသုံးတဲ့ကားဒီ equipment တွေကိုထပ်ပြီးတော့ဝယ်ဖို့ဖြစ်စီဒီဘန်းကနေချင်းဝယ်ယူပြီးတော့ပေါ့နော်အရေးကြစနစ်နဲ့အပြန်ဆက်တဲ့ဟာတွေအတွက်ပေါ့နော်အဲ့လိုမျိုးတွေအတွက် long term loan တွေရှိတယ်ဆိုလို့ရှိရင်ဒီ O2 ရဲ့လုံးပေါင်လေးထဲမှာပိုယူထားတဲ့အရင်းဝယ်ရဘလောက်ပြီးရင်ဘန်းကတတ်မှတ်ထားတဲ့အတူနှုန်းကဘလောက်ဆိုတာရယ်ကိုပြန်ဆက်မယ်ပေါ့နော်လုံးရဲ့ duration ပေါ့ပိုဘယ်နှစ်အတွက်မှပြန်ဆက်မယ်ဆိုတာလေးတွေကိုအဲရိုက်ထည့်ပြီးတော့ computer လုပ်လိုက်ရုံနဲ့အဲဒီကိုပြန်ပေးရမယ့် repayment schedule တွေပေါ့နော် interest ကဘလောက် principal ကဘလောက်တလောက်ဘလောက်ပြန်ဆက်မယ်ဆိုတဲ့ဒီလိုမျိုး payment schedule လေးတွေကို system ကနေပြီးတော့ဘလိုမျိုး auto တွက်ပေးမယ်ဆိုတာလေးရယ်ပြီးလို့ရှင်အဲကျမတို့တလားတလားမှာပြန်ဆက်ပြီးရဲ့အချိန်မှာပေါ့နော်ဟိုသက်ဆိုင်ရာစည်းရင်းကောင်းစဉ် line interest expense ကတော့ဘလောက်ကျသွားပါတယ်အဲအရင်းအဝေးတွေကနေဘလောက်ဆက်ပြီးပါ යි ဆိုတဲ့ journal လေးတွေကို system က auto ဘလိုထွက်ပေးလဲဆိုတာလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ် လုံးတွေကို create လုပ်ဖို့ဆိုလို့ရှိရင်เนาะ O2 ရပြီးရဲ့ accounting module ထဲမှာရှိရဲ့ဒီ accounting menu ရဲ့အောက်ကလုံးဖောင်လေးကိုသွားပြရပါမယ်ဒီမှာဆိုလို့ရှိရင်เนาะဟို create လုပ်ထားတဲ့လုံးတွေရှိနေရဲ့ဆိုလို့ရှိရင်เนาะ long list view လေးကိုပြပြရဲ့ screen လေးဖြစ်ပါတယ်အဲလုံးအစ်စ်ကို create လုပ်ချင်တယ်ဆိုလို့ရှိရင်เนาะ new ဆိုတဲ့ pattern လေးကိုနှိပ်ပြရပါမယ်အဲဒီ name ဆိုတဲ့နေရာလေးမှာတော့ကိုယူထားတဲ့လုံးရဲ့နာမည်လေးအဲဘက်လုံးပဲဖြစ်ဖြစ်ပေါ့เนาะဒီလုံးရဲ့ description လေးကိုထည့်ပြရပါမယ် amount borrow ဆိုတဲ့နေရာလေးမှာတော့ကိုယူထားတဲ့ချင်းဝေရဲ့ပမာဏ principal ပမာဏကိုထည့်ပေးရပါမယ်လုံးဒိတ်ဆိုတဲ့နေရာလေးမှာတော့ချင်းဝင်စာယူရတဲ့ဒိတ်ကိုထည့်ပြရပါမယ်။ဒီမှာတော့ဇန်နဝါရီ၁ရက်ကနေစာယူရဲဆိုအဲလို့ယူစပြီးတော့ဇန်နဝါရီ၁ရက်နေ့ကိုထည့်ပြလိုက်ပါမယ်။အဲဒါလေးတွေထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီ compute ဆိုတဲ့ပတ်တန်လေးကိုနှိပ်ပြရပါမယ်။ ကွန်ပျူတာတန်လေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီမှာလုံးအမောင်လေးကအော်တိုကျလာမယ်ပြီးလို့ရှိရင်အဲဒီဘက်မှာ static ကဟိုဘက်ကကျွန်တော်တို့ထည့်လိုက်တဲ့ဇန်နဝါရီတရက်နေ့ကိုကြပေးတယ်ပေးမယ်ကတော့ဒီအဲလစဉ်ပေါ့နော်လတလရဲ့လအစုံတရက်မှာပေးမယ်အဲပြီးလို့ရှိရင်ဒီမှာကွန်ပေါင်းမတက်တရတော့ဒီမှာဟိုဒူးမှာဆိုလို့ရှိရင်ကွန်ပေါင်းမတက်တရအများကြီးရှိရပေါ့နော်အခုမှာတော့ကျွန်တော်တို့ကအဲဒီ international banking store software တွေမှာအဲအများစုအသုံးပြုတယ်ပေါ့နော် default အနေနဲ့အများစုအသုံးပြုတဲ့ဒီ e မြင်းဆောင်365 app ဆိုတဲ့ဒီ အကွန်ပေါင်းမတက်လေးကိုတုံးလိုက်ပါမယ်။အဲပြီးလို့ရှင်တော့ဒီ interest rate ကတော့ကျမတို့ bank ကနေတက်မှတ်ထားတဲ့ rate လေးကိုထည့်ပေးရပါမယ်။ဒီမှာတော့ကျမကအတက်နှစ်မှာပေါ့နော်10%အဲ interest rate ရှိရဆိုပြီးတော့ interest rate ကို30ဆိုပြီးထည့်လိုက်ပါမယ်။အဲ long long term ကတော့ပေါ့နော်ဒီအဲ loan ကိုဘယ်နှစ်အတွင်းမှာပြန်ဆက်မယ်ဆိုရဲသူ့ရဲ့ loan ရဲ့ duration လေးကိုထည့်ပေးရပါမယ်။ဒီမှာတော့ကျမကအဲဒီ3500ကို9နှစ်အတွင်းမှာပြန်ဆက်မယ်ဆိုပြီးတော့ဒီမှာ5ဆိုပြီးတော့ထည့်ပေးလိုက်ပါမယ်။ဒါလေးတွေထည့်ပြီးသွားရည်ဆို ို့ရှိရင်တော့ကျမတို့ဒီ apply ဆိုတဲ့ button လေးကို apply button လေးကိုနှိပ်ပေးရပါမယ်။ ဒါဆိုလို့ရှိရင်တော့အဲဒီဘက်မှာဒီကျမတို့သူ့ရဲ့ချင်းဝေချိလိုက်တဲ့အရင်က3500အဲဒီ9နှစ်အတွက်ဆိုလို့ရှိရင် interest ကတလောက်ကြမယ်ပေါ့နော်အဲပြီးလို့ရှိရင်ကျမတို့လုံးကိုပြန်ဆက်မဲ့ duration က9နှစ်လို့ရေးလိုက်တာဖြစ်တဲ့အတွက်ဒီမှာလား60ပြန်ဆက်မယ်ဆိုပြီးတော့ကြပေးပါတယ်ဒီမှာ asset group မှာဆိုလို့ရှိရင်တော့အကယ်၍ကိုကပေါ့နော်ဒီ equipment တွေအဲ motor bike တွေပေါ့နော်ဒီကားတွေကိုအဲဝယ်ဖို့အတွက်ဒီအရေးကြတဲ့ဝယ်ဖို့အတွက်ဘန်းကနေယူရဲဆိုလို့ရှိရင်လည်းသူ့ရဲ့သက်ဆိုင်ရာပေါ့နော် asset fit asset ရှိရဲဆိုလို့ရှိရင်အဲ့ PSA ရဲ့ group ကိုဒီမှာထည့်ပေးလိုက်တယ်ဆိုလို့ရှိရင်သူကအဲကျမတို့ဒီသူနဲ့သက်ဆိုင်တဲ့အဲ PSA ကိုဒီအပေါ်မှာ smart button လေးနဲ့ပြပေးမှာဖြစ်ပါတယ်ဒီမှာအားတော့ကျမဒီအဲ investment အတွက်ချီးတယ်လို့ယူဆပြီးတော့ဒီ asset group လေးကိုဒီတိုင်းမှာထားခဲ့ပါမယ်ဒီမှာထည့်လိုက်တယ်ဆိုလို့ရှိရင်တော့ဒီအပေါ်မှာသက်ဆိုင်ရာအဲ PSA ရဲ့ smart button လေးလာပြီးတော့ related asset လေးပေါ်ပေးမှာဖြစ်ပါတယ်ပြန် save ထားလိုက်ပါမယ် ဒါဆိုလို့ရှိရင်တော့ကျမတို့ဒီအဲလုံးရ schedule လေးပေါ့နော် repayment schedule ပြန်ပေးရမယ်ဘယ်လောက်ပြန်ဆက်ရမယ်ဆိုတဲ့ schedule လေးကဒီလ60ဆာပေါ့နော်ကြာလာပေးတယ်အဲဒီပထမလာမှာဆိုလို့ရှိရင် interest ကဒီလောက်ဆက်ရမယ်အရင်းငါးဒီလောက်ပြန်ဆက်မယ်ပေါ့နော်ပြန်ပေးမယ်အဲတစ်လတစ်လပြန်ပေးမယ်ပမာဏအကြတော့ဒီဒီ amount ပေါ့နော် repayment ပမာဏဒါအတူအရင်ပေါင်းကိုဒီပမာဏအနေနဲ့ပြန်ဆက်မယ်ဆိုပြီးကြာလာပေးပါတယ် ဒီအဲဒီ repayment schedule ရဲ့ formula လေးတွေကိုတော့ကျမတို့ဒီအဲဒီမှာရှိရဲ့ဒီ PND formula လေးတွေနဲ့လည်းပြန်စစ်လို့ရပါတယ်။ဒါမှမဟုတ်ဘူးဒီကျမကတော့ဒီမှာ A0 မှာရှိတဲ့အဲ PND formula လေးနဲ့ပေါ့နော်ထည့်ပြီးတော့ loan amount က3500အဲပြီးရင်တစ်နှစ်မှာဒီအတူနှုန်းက10000ရာခိုင်နှုန်းပေါ့နော် လုံးကိုပြန်ဆက်မဲ့ duration ကကြတော့5ဆိုပြီးတော့ကျွန်မကတော့ဒီ AZ ရဲ့ BND formula လေးမှာထည့်ပြီးတွက်ကြည့်လိုက်တယ်ပေါ့เนาะတွက်ကြည့်လိုက်တယ်ဆိုလို့ရှိရင်သူကအာဒီ amount က အဲတလားတလားပေါ့နော်318 3956ဆိုပြီးထွက်လာပါတယ်အဲဒါဆိုလို့ရှိရင်လည်းကျမတို့ဒီ system မှာဆိုလို့ရှိရင်318 3956ဆိုပြီးတော့ဒါအဲဒီသူ့ရဲ့တလားတလားပြန်ဆိုက်ရမယ့်ပမာဏလေးကဒီအလုံးရဲ့ဒီ PND formula လေးတွေတိုင်းတွက်ပေးတယ်ဆိုတာလေးကိုလည်းပြန်ပြီးတော့စစ်ကြည့်လို့ရတယ်အဲပြီးလို့ရှိရင် interest ပေါ့နော် interest ကိုကြာတော့ကျမတို့တုံးခဲ့တဲ့ compound မတက်ပေါ့နော် compound မတက်ကဒီ365 f ပေါ့နော်အဲ့ဒါနဲ့အဲဒီအဲ့ဒီမတက်လေးနဲ့တုံးခဲ့တာဖြစ်တဲ့အတွက်သူက ဒီတစ်နှစ်မှာ365အရက်ပေါ်မှာအခြေခံပြီးတော့အဒီအတိုးနှုန်းကိုတွက်ပေးသွားရပေါ့เนาะဆိုတော့ဒီ interest ကိုလည်းကျမတို့ဒီအိတ်ဆဲမှာ formula လေးရင်းနဲ့ထည့်ပြီးတော့အဒီ loan အတွက်ပေါ့เนาะတစ်နှစ်ကို10%နဲ့ပြီးရင်အဲကျမတို့365နဲ့ပြန်စားပြီးတော့ဒီ interest ကိုတွက်တဲ့ formula လေးတိုင်းအပြန်ပြီးတော့စစ်ကြည့်လို့ရပါတယ်အဲဆိုလို့ရှင်တော့ဒီမှာ interest rate ကအတွက်ကြည့်လိုက်တဲ့ချိန်မှာ10နှစ်3နှစ်6ခွန်း6ပေါ့เนาะဒီဒီ amount လေး10နှစ်3နှစ်6ခွန်း6ဆိုတော့ ကျမတို့အဲတလားတလားကိုပြန်ဆက်မယ် BND ကနေတွက်လိုက်တဲ့ formula လေးကတလားကိုဒီထွက်လာတဲ့ amount လေးကတလားပေါ့နော် interest ပြန်ဆက်ရမယ်ဟာဒီလောက်ဆိုတော့ကျမတို့အရင်ငွေကိုဒီလောက်ပြန်ဆက်မယ်ဆိုပြီးတော့အဲဒီ schedule လေးကထွက်လာတယ်ပေါ့နော်ဒီ schedule လေးတွေကိုလည်းကျမတို့ဒီအဲပြန်ပြီးစစ်ချင်တယ်ဆိုလို့ရှိရင်ဒီ BND formula လေးတွေနဲ့ဖြစ်စေဒီဘက်ကဒီ Excel မှာရှိတဲ့ BND formula လေးတွေအဲ interest မှာ interest ကိုဘယ်လိုတွက်လဲဆိုတော့ကိုသုံးထားတဲ့ compound method လေးတွေနဲ့ပြန်ပြီးတော့ပေါ့နော် compound method လေးပေါ့ multiply ပြီးတော့ဒီ Excel နဲ့လည်းပြန်ပြီး ပြီးတော့ check ပြီးလို့ရပါတယ်ဒီလိုမျိုးလေးတော့ပေးထားပါတယ်ဆိုတော့အဲဒါလေးတွေအားလုံးပါအမှန်တော့ပြီဆိုလို့ရှိရင်တော့ကျမတို့ဒီလုံးကိုပေါ့နော် confirm နှိပ်ပေးလို့ရပါပြီ ဒါဆိုလို့ရှိရင်တော့ကျွန်မထည့်လိုက်တဲ့လုံရဲ့အဲဒိတ်တာပေါ့เนาะဇန်နဝါရီဒီ2025ဇန်နဝါရီတရက်ကနေစထည့်လိုက်တာဖြစ်တဲ့အတွက်အဖူးရောက်နေတာဒီဝန်လိုဝင်ပါအဲနိုဝင်ဘာ12ရက်ပေါ့နော်ဆိုတော့အဲကျမတို့တရက်နေ့ရနေပြီးတော့ဒီရှေ့အဲပြီးခဲ့တဲ့ဆယ်လပိုင်းလကုန်အထိရတော့ပေါ့နော်ဒီအဲဆယ်လပိုင်း30တရက်နေ့အထိဒီ post တက်ဖြစ်ပြီးသား channel တွေဖြစ်အဲကြထားပေးပြီးတော့ဂျန်နဲ့နောက်ထပ်ဒီမရောက်သေးတဲ့ပေါ့နော်17လပိုင်း30ကနေအဲ future date တွေအတွက်ဆိုလို့ရှိရင်တော့ draft အနေ င်းနဲ့အဲဂျာနယ်လေးတွေကအော်တိုဒီလိုမျိုးလေးကြာပေးထားတာဖြစ်ပါတယ်ဒီလုံးရဲ့ဂျာနယ်လေးတွေကတော့ဒီအဂျာနယ်လေးတွေကိုပြန်စစ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီအပေါ်မှာရှိတဲ့ post entry ဆိုတဲ့ smart button လေးကိုနှိပ်ပြီးတော့ပြန်စစ်လို့ရပါတယ်ဒီမှာဆိုလို့ရှိရင်ပထမဆုံးလာမှာဆိုလို့ရှိရင်တော့အဲလအတွက်ဆိုလို့ရှိရင်တော့ဂျာနယ်ကနှစ်ចောင်းကြပြီးရပေါ့เนาะပထမအဲတစ်ခုကတော့ဒီမှာဒီအဲ principal နဲ့ interest နဲ့ပေါ့เนาะဒီ bank loan အဲအဲ bank loan အတွက် ဒီကားရန်ပိုရှင်ပေါ့เนาะဒီတလားတလားကိုပြန်ဆက်မယ်ပမာဏဒီတလားပေါ့เนาะသူ့အထဲမှာ interest rate က interest expense ဒီကြာခံမယ်ပမာဏဒီလောက်ဖြစ်ပြီးတော့အဲဒီအရင်နဲ့ကနေပြန်ဆက်မယ်ငွေပမာဏဒီဒီ amount မှာဆိုပြီးတော့ channel လေးကအဲသူ့ရဲ့သက်ဆိုင်ရာ interest expense alike သူ့ရဲ့သက်ဆိုင်ရာ bank ရဲ့ principal alike principal ရဲ့ account ပေါ့เนาะပြီးလို့ရင်အဲဒီပြန်ပေးရမယ်ဒီဒီပမာဏပေါ့เนาะဒီအားလေးတွေကိုသက်ဆိုင်ရာ COA like အဲ channel လေးတွေစင်ပေးထားပါတယ် ဒီပထမကြာနယ်လေးကတော့ဒီ interest နဲ့ဒီဒီတလတလမှာပေးရမယ်ပိုရှင်လေးတွေဆင်ပေးရပေါ့နော်အဲနောက်ထပ်ဒုတိယကြာနယ်လေးကတော့ဒီ reclassification ဆိုပြီးတော့ဒီ long term လုံးကနေပြီး short term လုံးအတွက်ပေါ့နော်သူကအဲပြန်ပြီးတော့ transfer လုပ်ပေးတဲ့ကြာနယ်လေးကြာပေးတာပါဒါကတော့ကျမတို့ financial report တွေမှာပို့ပေါ့နော်ပို့ပြီးတော့တိကျဖို့အတွက်ဆိုပြီးတော့အဲတစ်နှစ်အတွင်းမှာပေးရမယ်ပမာဏပေါ့နော်ကျမတို့ဒီ9နှစ်မှာရှိတဲ့ထဲကနေပြီးတော့မှတစ်နှစ်အတွင်းမှာ ပြန်ဆက်ရမယ်ပမာဏကိုအဲဒီ short term ပေါ့နော် current line ပဲလက်ဒီမှာရှိရ short term လုံးထဲမှာပြန်ထည့်ပြီးတော့ long term နဲ့ကနေပြီးတော့အနှုတ်ပြီးတော့ပေါ့နော်ဒီ short term လုံးထဲမှာ credit နဲ့ပြန်ဝင်ပြီးတော့ဒါကလုံးကို short term လုံးနဲ့ long term လုံးအတွက်ကို system က auto reclassify လုပ်ပြီးတဲ့ channel လေးပါ ကျွန်တော်တို့ဒုတိယတက်လာမှာဆိုလို့ရှိရင်တော့ channel လေးတွေအသုံးချောင်းဆင်းပေးမယ်ပေါ့နော်ပထမလမှာအဲဒီ long တန်းလုံးကနေ short တန်းလုံးတွေပြောင်းခဲ့တဲ့ပမာဏလေးကိုနောက်ထပ်ဒုတိယလအစမှာဆိုလို့ရှိရင် rubber set ပြန်ပေးတယ်ပေါ့နော်ဒါကတော့ rubber set channel လေးအရင်လားတာ short တန်းလုံးကနေ long တန်းလုံးတွေအဲ transfer လုပ်ထားတဲ့ channel လေးကိုပြောင်းပြန်ပြန်ရိုက်ပြီးတော့ rubber set ကန်ပေးတဲ့ channel လေးတစ်ချောင်းကြပေးတယ် ောက်တစ်ခုကကြတော့ပုံမှန်တိုင်းပဲကျွန်တော်တို့ဒီလမှာဆက်ရမယ် repayment amount အတွက်ဒီအဲဒီ current portion အတွက်ပေါ့နော် long term loan နဲ့ principal တွေကနေဘယ်လောက်ဆက်လိုက်တယ်ပေါ့နော်ပြီးလို့ရှိရင် interest ကတော့ဘယ်လောက်ကြာခံပါတယ်ဆိုတဲ့ channel လေးတစ်ချောင်းရယ် အဲနောက်တစ်ခုကတော့ဒီလအတွက်ပေါ့နော်ဒီ long term လုံးကနေ short term လုံးတွေပြန်ပြီးတော့ဒီလရဲ့တစ်နှစ်စာအဲဒီလကနေစပြီးတော့ဒီတစ်နှစ်စာအတွဲမှာရှိတဲ့အဲဒီ loan ကို long term နဲ့ short term နဲ့အဲပြန်ပြောင်းပေးတဲ့ reclassify လုပ်ပေးတဲ့ channel လေးရဲ့ပေါ့နော်ဆိုတော့တမလာမှာဆိုလို့ရှိရင်တော့အဲ channel ရနှစ်ချောင်းဆင်းပြီးတော့နောက်ထပ်လတွေမှာဆိုလို့ရှိရင်တော့ဒီအဲ reclassify အတွက် rubber cell လေးတစ်ခုပို့သွားတာဖြစ်တဲ့အတွက် channel လေးတွေကသုံးခုဆင်းပေးပါတယ်အဲဒီ loan ကိုပြန်ဆက်မယ်ဆိုလို့ရှိရင်တော့ကျမတို့ကဒီမှာ interest အတွက်က interest rate ပဲကြာခံပေးတာဖြစ်တဲ့အတွက်ကျမတို့ payment အတွက်ကြာနေအဲ payment အတွက် transition လေးတကြောင်းလာရိုက်ဖို့လိုတယ်ပေါ့နော်အဲ payment အတွက် transition လေးတွေရိုက်ချင်တယ်ဆိုလို့ရှင်တော့ကျမတို့ဒီ banner အောက်ကနေပြီးတော့ဒီ payment form လေးကနေပြီးတော့ကိုဒီတလစာအတွက်စိုက်ရမယ်အဲပမာဏဒီကိုသွားပြီးတော့ transition ရိုက်လို့ရပါတယ်ဒီမှာတော့ကျမကအဲဒီဆယ်လပိုင်းဒီပေါ့เนาะဆယ်လစာအတွက်ကိုအဲဒီ မပေးရသေးဘူးပေါ့နော်ပုံမှန်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တလာချင်းစီမှာတလာစာတလာစာခွဲရိုက်ပေးရမှာဒါပေမဲ့ကျွန်တော်ကအဲကျွန်တော်အဲတရက်ကနေစထည့်လိုက်တာဖြစ်တဲ့အတွက်ဒီဆယ်လာပိုင်းအတွက်အဲဆယ်လာစာပေးမယ်ဟိုပေါ့နော်ဒီဘက်မှာတခါလေရိုက်ပြလိုက်ပါမယ် ဆိုတော့အာဒီ payment လေးတွေကိုပြန်ပေးမယ်ဆိုလို့ရှင်တော့ကိုကဘန်းကနေပေးသလားဒါမှမဟုတ်ဆိုလို့ရှင်အဲကိုရဲ့ cash account ကနေပြီးတော့ပြန်ထွက်ပြီးပေးလဲပေါ့နော်အဲအဲ့ဒါလေးတွေကိုဒီဘန်နာအောက်ကပေးမယ်မှာနေယူခေါ်ပြီးတော့အဲကျမတို့ဘန်နာကတော့လုံဘန်လုံဆိုတဲ့ဘန်နာလေးကိုရွေးပြီးတော့ ငွေအမောင်းကတော့ပုံမှန်ကတော့ကျမတို့တစ်လတစ်ခါရိုက်ပေးရမယ်ပေါ့เนาะဒါပေမဲ့အဲကျမကဒီအမောင်းကို10လစာအတွက်ပဲတစ်ခါလေးရိုက်ပေးလိုက်မှာဖြစ်တဲ့အတွက်3.8ခွန်အဲ3.56 40 30နဲ့မြောက်ပြီးတော့ပေါ့เนาะဒီအမောင်းလေးကိုရိုက်ပေးလိုက်ပါမယ် ဆိုလို့ရှိရင်ဒီ channel လေးမှာဆိုလို့ရှိရင်เนาะကျမတို့ bank ကနေပဲပေးသလားဒါမှမဟုတ်ရင်အဲဒီ cash ကနေပြီးတော့ပေးလားပေါ့เนาะဒီကဒီဘက်မှာတော့ကိုပေးလိုက်တဲ့ bank account ဒါမှမဟုတ် cash account ရဲ့ channel လေးတွေကိုရွေးပြီးရင် confirm ဆိုတာလေးကိုနှိပ်ပေးလိုက်ရပါမယ်ဒါဆိုလို့ရှိရင်တော့အဲကျမတို့ဒီ loan မှာပေါ့เนาะဒီသွားပြီးတော့အဲဒီ repayment အတွက်ငွေပေးတဲ့ transaction လေးကိုရိုက်ပြီးဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင် bank နဲ့ကနေနှုတ်ပြီးတော့အဲဒီ current portion ဆိုတော့ဒီဘက်မှာအဲကြာထားတဲ့ဒီ channel လေးတွေမှာစင်ထားတဲ့ပေါ့เนาะ အဲဒီ garden portion လေးမှာ debit နဲ့သွားဖြီးတော့ bank မှာ credit ဆိုပြီးတော့ဒီပေးရန်ရှိလေးပေါ့เนาะ garden liability ရှိအလေးကကြီးသွားမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ဒီချိန်မှာဆိုလို့ရှိရင်တော့ကျမတို့ဒီအဲ balance ရှိတဲ့မှာရှိတဲ့ဒီ long term loan နဲ့ short term loan ကိုလည်းအဲသွားဆက်လို့ရရပေါ့เนาะ long term liability အဲဒီမှာဆိုလို့ရှိရင် non current liability မှာဆိုလို့ရှိရင်ကျမတို့ဒီအဲဒီလက်ရှိမှာဆိုရင်3500ယူတဲ့ထဲက3190ကျော်ကျန်နေပေါ့เนาะဒါလေးကိုဒီဘက်မှာအဲ bank မှာအဲ loan မှာ ရှိနေတဲ့ဒီ outstanding balance နဲ့လည်းပြန်တိုက်စစ်ကြည့်လို့ရပါတယ်ဒီမှာဆိုလို့ရှိရင်အဲ1.98နှစ်ရှစ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်း1.98နှစ်ရှစ်ကျန်နေမယ်အဲဒီမှာလည်း1.98နှစ်ရှစ်ပေါ့နော်ဒီနေရာထိကျမတို့စက်ပြီးတော့ရောက်နေပြီပြီးလို့ရှိရင် ခန်းလာရဲ့ melody အောက်မှာလဲစစောကကျမတို့ကဒီကြခံရမယ်ပမာဏပေါ့နော်ဒီဘက်မှာအာ interest အတွက်ဘယ်လောက်ကြခံရမယ်ဆိုရဲပမာဏတွေကိုအဲသွားပြီးတော့ဒီ bank ကနေပြီးတော့ pay ပြီးဖြစ်တဲ့အတွက်ဒီမှာဆိုလို့ရှိရင်အဲ garden portion မှာဆိုလို့ရှိရင်လည်းမရှိတော့ဘူးပေါ့နော်ဆယ်လာပိုင်းအထိပြီးပြီးသွားပြီဆိုတော့အဲလက်ရှိမှာကျမတို့လုံးလုံးအတွက်ဆက်เสียပေါ့နော်ဒီ1290ကျော်အကြံနေဆိုပြီးတော့ဒီမှာအဲဒီ report လေးလဲလာကြည့်လို့ရပါတယ် ပြီးလို့ရှိရင်ကျမတို့ဒီ loan အတွက်ပေါ့နော်ဒီတက်အဲဒီ financial report မှာမဟုတ်ဘဲနဲ့ပဲလဲရှိမှာမဟုတ်ဘဲနဲ့ပေါ့နော်ဒီ loan analysis report ဆိုတာလေးကိုလည်းလာကြည့်လို့ရပါတယ်ဒီမှာဆိုလို့ရှိရင်တော့ loan analysis report မှာဆိုရင် ဒီပိုင်ပေါ် view လေးနဲ့လည်းကြည့်လို့ရရပေါ့နော်ဒီမှာဆိုရင်ညီမညီမတို့9နှစ်စာဖြစ်တဲ့အတွက်2025 26အဲဆိုပြီးတော့ဒီ9နှစ်စာကိုဒီလိုမျိုးလေးရှင်းပြထားတယ်အဲပြီးလို့ရှင်ဒီမှာထပ်ပြီးတော့ column လေးတိုးကျင်နေဆိုလို့ရှင်လည်း long term ကတော့ဘယ်လောက်ရှိတယ်အာ short term အနေနဲ့ဆိုဘယ်လောက်ရှိရဲဆိုပြီးတော့ဒီတစ်နှစ်အတွင်းမှာပေးရမယ့်ဟာနဲ့အဲတစ်နှစ်ကျော်ပြီးတော့အချိန်မှာပေးရမယ့်ဟာလေးကိုပေါ့နော် short term နဲ့ long term ဆိုပြီးတော့ column လေးတွေနဲ့လည်းအဲခွဲကြည့်လို့ရတယ်အဲဒီပိုင်ပေါ် view လေးနဲ့မဟုတ်ဘဲနဲ့ပေါ့နော်ညီမတို့ဒီ list view လေးနဲ့ပြောင်းပြီးတော့အဲ ကြည့်ကျင်နေဆိုလို့ရှိရင်လည်းဒီမှာတစ်လတစ်ခါအာပေးရတဲ့ loan ဒီအရင်ငွေဘယ်လောက်ပြန်ဆက်တယ် interest ကတော့ဘယ်လောက်ပြန်ဆက်ထားတယ်အဲ payment ကတော့ဘယ်လောက်ရှိတယ်ပေါ့နော်ပြီးလို့ရှိရင်စစောလိုပဲအဲဒီမှာ short term long term အနေနဲ့ဆိုလို့ရှိရင်ပေးရင်ရှိတာဟာဘယ်လောက်လဲဆိုတာလေးတွေကိုဒီမှာပြပေးပါတယ်ဒါကတော့ loan analysis report လေးပေါ့နော် ကျွန်တော်ကျမအခုပြပြပေးသွားတာတော့ဒီအဲလုံးနဲ့ပြီးတော့ပေါ့နော်ဘန်ကလုံးကြီးရှိရဲဆိုလို့ရှင်ဒီအိုရိုးမှာအဲဘယ်လုံးဖောင်လေးကိုသုံးပြီးတော့ဘယ်လိုမျိုးလေးအဲတွက်ကြည့်လို့ရတယ်ပြီးလို့ရှင်အဲဒီအနလုံး analysis report ကြီး balance ရှိမှာဆိုလို့ရှင်လဲအဲကိုလက်ကျန်ပေးပေးရန်ရှိလက်ကျန်ဘလောက်ကျန်လဲဆိုတာလေးတွေကိုဘယ်လိုကြည့်လို့ရလဲဆိုတာလေးကိုပြပြပေးသွားတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်